ဆလုံလူမျိုးစုတွေနဲ့အတော်လေးကိုဆင်တူတဲ့ပင်လယ်ပြင်ကမွေးဖွားသူလို့ခေါ်ကြတဲ့ဘာကြောင့်လူမျိုးစုများကြောင်းကမ္ဘာပေါ်မှာအထူးခြားဆန်းပြားတဲ့လူမျိုးနွယ်စုတွေအများပြားရှိတဲ့နဲ့အရှိတောင်အာရှအထူးသဖြင့်ဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့မလေးရှားနိုင်ငံတွေရဲ့ဂန်ယူရန်ဒီသားတွေမှနေထိုင်ကြပြီးဘာကြောင့်လူမျိုးတွေဟာသူတို့ရဲ့ထူးခြားတဲ့ရေပေါ်နေထိုင်မှုပုံစံကြောင့်ကမ္ဘာအံပွေလူမျိုးတွေကတခုအဖြစ်ထင်ရှားပါတယ် သူတို့ကိုပင်လယ်ပြောခီးသွားပြီးဒါမှမဟုတ်ပင်လယ်ပြင်ရဲ့သားသမီးတွေလိုလည်းတင်စားခေါ်ပေါ်ကြပြီးသူတို့ရဲ့ဘဝတစ်ခုလုံးဟာပင်လယ်ပြင်နဲ့နှိုင်းဆိုင်စာဆက်ဆံနေကြပါသည်အဲ့ဒီဘာကြောင့်လူမျိုးစုတွေဟာလူငယ်တဲ့နှစ်ပေါင်းများစွာကလေးကမြေကြီးပေါ်မှာနေထိုင်ခြင်းမရှိဘဲပင်လယ်ရေပြင်မှာပဲအခြေချနေထိုင်ခဲ့ကြတာဖြစ်ပါသည်မြန်မာနိုင်ငံကဆက်လုံလူမျိုးတွေနဲ့အတော်လေးကိုနီးနီးဆက်ဆက်ဆင်တူတဲ့လူမျိုးစုဖြစ်တော်မလို့ပရိသတ်တွေဘူးတူတာရရနေအောင်အဲ့ဒီဘာကြောင့်လူမျိုးစုတွေအကြောင်းကို YH Entertainment ကနေတင်ဆက်ပေးလိုက်ပါသည် ဘာကြောင့်လူမျိုးတွေရဲ့အဓိကနေထိုင်ရာကတော့လေပါလို့ခေါ်တဲ့ရိုးရာလေအိမ်လေးတွေပဲဖြစ်ပါတယ်။အဲဒီလေအိမ်လေးတွေဟာသူတို့ရဲ့အိမ်လေးဖြစ်သလိုငါးဖမ်းလေးလည်းဖြစ်ပါတယ်။လေအိမ်လေးတွေပေါ်မှာပဲသူတို့ရဲ့မိသားစုတွေနဲ့အတူတူနေထိုင်ကြပြီးအစားအသောက်ချက်ပြုတ်တာ၊အိပ်စက်တာ၊ဝေးဖွာတာစတဲ့နေစဉ်ဘဝလုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်ကြပါတယ်။တခါတည်းရမှာတော့ရေတိမ်ပိုင်းဒေသကြီးဒါမှမဟုတ်တနာချောက်တန်းလေးတွေနေမှာတည်သားတိုင်လေးတွေနဲ့ထောက်ကန်ထားပြီးရေပေါ်ရင်တီးတီးလေးတွေကိုစောက်လုပ်ပြီးယာယီအခြေချနေထိုင်တာမျိုးလည်းပြုလုပ်ကြပါတယ်။ သူတို့တွေဟာပင်လယ်ပြင်မှာပဲမွေးဖွားကြီးပြင်းကြတာဖြစ်ပြီးငယ်စဉ်ကလေးကရေကူးတာရေငုပ်တာနဲ့ငါးဖန်းတာစားတဲ့ကျွမ်းကျင်မှုတွေကိုသင်ယူတတ်မြောက်ကြပါနဲ့နောက်ပြီးကလေးငယ်တွေဟာလမ်းလျှောက်တက်ဆအရွယ်ကလေးကရေထဲမှာကူးခတ်ရင်းနဲ့ပျော်ရွှင်စွာကြီးပြင်းလာကြတာပါဒါကြောင့်မလို့မြေကြီးပေါ်မှာလမ်းလျှောက်မလားရေအောက်ထဲမှာပဲရေငုပ်ပြီးနေမလားဆိုရင်ကလေးတွေကရေအောက်ထဲမှာရေငုပ်ဖို့အတွက်ကိုပဲဒီပါကြောင့်လူမျိုးစုကကလေးတွေကရွေးချယ်တတ်ကြပါတယ်ဘာကြောင့်လူမျိုးစုတွေရဲ့အဓိကအတံမွေးဝမ်းကြောင်းလုပ်ငန်းကတော့ရေနဲ့နီးစပ်တဲ့ငါးဖမ်းလုပ်ငန်းပဲဖြစ်ပါတယ် သူတို့ဟာဟာပွန်းလို့ခေါ်ရတူမီကွန်တောင်မမဟုတ်ရိုးရဘိုက်ကွန်တွေကိုအသုံးပြုပြီးတော့ငါဖမ်းကြပါလိမ့်။ဘာကြောင့်အမျိုးသားတွေဟာရင်ငုံကျွမ်းကျင်မှုမှာအလွန်ထူးချွန်ကြပြီးပုံမှန်လူတွေထက်ပိုနန်ဆိုင်တဲ့နေရာတွေအထိဘာအထောက်အကူပစ္စည်းမှမပါဘဲအသက်ရှူရက်ပြီးတော့ငုံနိုင်ပါလိမ့်။ဒီလိုရင်ငုံနိုင်မှုအတွက်သူတို့ရဲ့ခန္ဓာကိုယ်မှာထူးခြားတဲ့ဆင်ကဲဖြစ်စင်နေလေရှိလို့နေတယ်လို့သိပ္ပံပညာရှင်တွေကယူဆထားကြပါလိမ့်။သူတို့တွေဟာရေရောက်ထဲမှာကြာကြာနေနိုင်မှုအတွက်သူတို့ရဲ့ဘေးဟမ်လို့ခေါ်တဲ့နှလုံးနဲ့တရရွယ်ဆပ်ပလင်းတွေဟာ ပုံမှန်လူတွေထက်ပိုမိုကြီးထွားနေတာကိုတွေ့ရှိထားပြီးဒါဟာတဘာဝတရားကဖန်တီးပေးထားတဲ့ထူးခြားတဲ့အာသာချက်တစ်ခုပဲဖြစ်ပါသည်။သူတို့ဟာဖမ်းမိတဲ့ငါးရီကိုတော့ဂန်ယူရန်ဒေတာတွေကဇီးဒီမှာသွားရောက်ရောင်းချကြပြီးသူတို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံပြည်စည်းတွေကိုပြန်လည်ဝယ်ယူကြပါသည်။ဘာကြောင့်လူမျိုးတွေဟာပင်လယ်ပြင်နဲ့တဟားစာတာဖြစ်အောင်နေထိုင်ကြတဲ့လူမျိုးစုစုဖြစ်ပါသည်။သူရဲ့ရိုးရရင်ကျေးမှုဘာသာစကားနဲ့ဓလိထုံတန်းတွေဟာပင်လယ်ပြင်နယ်နဲ့ဆက်ဆံနေပါ ಡಿ ။ဒါပေမဲ့ခင်မိတဲ့ကဘာကြီးရဲ့ပြောင်းလဲမှုတွေကြောင့် အဲ့ဒီဘာကြောင့်လူမျိုးစုတွေရဲ့ရေပေါ်ဘွားဟာလေစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါပြီ။ဗေလံပြေညဉ့်ဉန်းမှုရေငန်နံခံရတဲ့တဏှာကြောင့်တန်းဒီအယောင်ဝင်ငါးဖန်းကြီးတွေနဲ့ခေတ္တလူမှုအဖွဲ့စည်းရဲ့ရွမ်းမှုမှုတွေကသူတို့ရဲ့ရိုးရာနေထိုင်မှုပုံစံကိုချိန်ချောင်းနေကြပါပြီ။ဒါကြောင့်မလို့ဒီထူးခြားတဲ့လူမျိုးနွယ်စုရဲ့ရှင်တန်မှုနဲ့ရင်ကျိမှုကိုကာဝယ်ထိန်းသိမ်းမှုဟာအရေးကြီးတဲ့ကိစ္စတရက်လို့ပြောရင်ဤကောင်းချုံလိုက်ပါပြီ။နောက်ထပ်လေအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို YH Entertainment ကနေပြီးတော့တင်ဆက်ပေးအောင်ပါမလို့ Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ